ဒီလိုကြောင်းရင်ကြောင်းစီးပွားရေးကြဆင်းလာလို့မနစ်ကလို့ကြီးကျယ်ခန်းထားတဲ့ဝင်းနေပွဲတောင်မှမလုံနိုင်တော့တဲ့တထေမာကြီးစမိုင်းကြီးကျယ်ခန်းထားတဲ့ဝင်းနေပွဲမလုံနိုင်တော့လားအောင်အစီအမပြေဖြစ်နေရတာကတော့တထေမာကြီးစမိုင်းပါမနစ်ကတထေမာကြီးစမိုင်းရဲ့ဝင်းနေမင်္ဂလာဖြစ်ပါရင်ဒါပေမဲ့ဒီနေ့မှာတော့တထေမာကြီးစမိုင်းတယောက်အကြောင်းရင်းတစ်ခုကြောင့်သူမရဲ့ဝင်းနေပွဲကိုကြီးကျယ်ခန်းထားစွာမကျင်ပါနိုင်တော့ပါဘူးအားလုံးသိကြတဲ့အတိုင်းစမိုင်းဟာမြန်မာနိုင်ငံကနေနိုင်ငံခြားထွက်သွားပြီးနောက်နိုင်ငံခြားမှာပဲအိမ်အောင်ကြခဲ့ပြီးနောက် ဒါစီးပွားရေးတွေလုပ်ငန်းတွေနဲ့အောင်မြင်သွားခဲ့မယ်မသိပေမဲ့ရုတ်တရက်ကြီးကြီးတဲ့ချမ်းသာသွားခဲ့တာပါအခုဆိုရင်စမိုင်းရဲ့ကျေဝါချမ်းသာမှုဟာတာမန်တတိလူမျိုးတောင်မှမဟုတ်ပေအမေရိကန်နိုင်ငံကနမည်ကြီးဆဲလီတိုင်ဝိုင်းနေထိပါလူရဝင်နေကြတာဖြစ်ပါတယ်စမိုင်းတို့မိသားစုဟာအမေရိကန်နိုင်ငံကနမည်ကြီးနုပညာရှင်ဆဲရီတာနေနိုင်တဲ့အမေရိကန်ဒေါ်လာတန်စီတန်နဲ့နေအိမ်ကိုဝယ်ယူထားတယ်လို့ကိုပိုင်ဇလင်ရင်နေထိပါပိုက်ဆိုင်နေတာပါမြန်မာနိုင်ငံကသူတွေအားလုံးကလည်းစမိုင်းရဲ့ချမ်းသာကျေးဝါမှုကိုအားအသင်းရပါတယ် စမိုင်းဟာဒီလိုချမ်းသာကြွားဝမှုတွေကိုသူ့အသိသိမနေပဲ Facebook ပေါ်မှာသူမရဲ့ချမ်းသာကြွားတဲ့ဘဝနေထိုင်မှုစတိုင်ကိုအမြင်နဲ့ချပြနေသူပါအမေရိကန်ကနာမည်ကြီးဆယ်လီတွေနဲ့တွေ့တာကိုပိုင်ချက်လျင်နဲ့ကဘာပတ်တာသူမရဲ့နေအိမ်ဘလောက်ခန်းနာပြီးတော့ကြီးကြတာစာရီကိုစမိုင်းကပုံစံမျိုးစုံနဲ့ Facebook မှာပြသနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ကစပိုင်းမွေးနေ့ပွဲဟာဆိုရင်လည်းကဘာပေါ်အကြီးဆုံးမွေးနေ့ပွဲတည်ခဲ့တာပါစမိုင်းရဲ့မွေးနေ့ပွဲမှာဆိုရင်စီဂျီဘေးကငားရတဲ့ဂျုံရှိုးတွေစက်ကက်အဖွဲတွေ နမည်ကြီးဆိုတော်တွေနဲ့ဒေါ်လာသိန်းသန်းချီကုန်ကြခင်လာကျင်းပါကြတာဖြစ်ပါတယ်။ဒါပြင်စမိုင်းကိုရိုင်းကလည်းခင်မုန်းတဲ့ကိုပြုံးမောင်စီကနဲ့သိန်းသောချီတန် limited edition fashion brand နဲ့ဆေးရွှေရတနာတွေလက်ဆောင်ရကြတာဖြစ်ပါတယ်။ဒါကြောင့်လေမနစ်ကမြန်မာနိုင်ငံကပြည်သက်တရားစမိုင်းကိုအခုလိုအကျက်တဲဖြစ်နေချင်းဖေးပေါ်မှာမွေးနေ့ပွဲကိုတက်တက်ကြွားနေလို့သိအမြင်မကြီးကြပါဘူး။ဒါပေမဲ့ဒီနေ့မှာတော့အဖြစ်ပြက်တွေကမနစ်ကနဲ့မတူဘဲနဲ့ပြောင်းလဲသွားခဲ့ပါပြီ။စမိုင်းကသူမရဲ့မွေးနေ့ပွဲကိုမနစ်ကကြီးကြဲခမ်းနားစွာကျင်းပခဲ့ပေမဲ့ ီနေ့မှာတော့မိသားစုရိအထူးသဖြင့်မိခင်သမီးနှောင်းနဲ့အတူခင်မွန်တဲ့တို့နဲ့အချင်းယုံကျင်းပခဲ့တာဖြစ်ပါတယ်။ဒီလိုစမိုင်းတရားမွေးနေ့ဝဲကိုမကျင်းပခဲ့တာကလည်းလောကရဲ့ရိုက်ချက်တွေကြောင့်လို့ဆိုရမှာပါ။အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့လပိုင်းမှာဆိုရင်စမိုင်းနေထိုင်တဲ့အမေရိကန်နိုင်ငံလော့အိန်ဂျလီမြို့မှာတော်မီလာမှုတွေအကြီးကျယ်ဖြစ်ကစမိုင်းအိမ်တော်မှာမိရဲပါတော့မလို့ဖြစ်ခဲ့တာပါ။ဒါကြောင့်လည်းလော့အိန်ဂျလီမှာစီဝိုင်းအစီအမပြေမှုတွေကစမိုင်းတို့ကိုလည်းရိုက်ခက်ခဲ့ပုံရပါတယ်။နောက်တစ်ချက်ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကြောင့်ပါ။ဒေါ်နယ်ထရန့်ရဲ့စီဝိုင်း policy တွေ တရုတ်နဲ့ကုန်သွယ်မှုကိုကန့်သတ်မှုတွေနိုင်ငံသားကနေအမေရိကန်နိုင်ငံကိုလာရောက်နေထိုင်သူတွေကိုဖမ်းဆီးမှုတွေကအမေရိကန်နိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေကိုအထိနာစေခဲ့ပါတယ်။အထက်မှာစမိုင်းနဲ့ပါဝင်ပါ။ဒါပြင်အီရန်နဲ့အမေရိကန်စစ်ပွဲတွေကြောင့်စမိုင်းရဲ့စီးပွားရေးလုပ်ငန်းတွေကျဆင်းသွားခဲ့တာဖြစ်ပါတယ်။အခုဆိုရင်စမိုင်းရဲ့ဖုန်းအော်ပရေတာလုပ်ငန်းကအရင်လိုမမြတ်တော့လို့စမိုင်းတရားမွေးနေ့ပွဲကိုကြီးကြေခန်းထားစွာမကျင်းပနိုင်တော့တာဖြစ်ပါတယ်။ဘီယိုကိုကြည့်နေကြတဲ့ပရိသတ်တရားရော စီဝါရေးကြဆင်းလာလို့မွနီဝဲမလုံးနိုင်တော့တဲ့စပိုင်းကိုဘလို့မျိုးမြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။အာပိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းခုလိုမျိုးစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီဒီနုပညာရှင်ရဲ့ဒိတ်နဲ့တူပြန်လာခဲ့ပါအောင်ရှင်။